အားလုံးစွန့်ဟသွားစေမယ်ဒေါ်လာ5ဘီလီယံအင်ဂျီကိုချပြလိုက်တဲ့ဝင်းမုံရွှေကြီးမင်္ဂလာပါပရိသတ်ကြီးတွေဒီနေ့မှာတော့ဆိုရှယ်မီဒီယာတစ်ခွင်လုံးကိုမုံတိုင်းထပ်သွားစေပြီးမြင်လိုက်ရသူတိုင်းကိုစွန့်ဟမြင့်တက်သွားစေလိုက်တဲ့အကြောင်းအရာတစ်ခုကတော့မြန်မာနုပညာလောကရဲ့ထိတ်တန့်ပြေမှာအားလုံးအချစ်ခင်ကြတဲ့မင်းသမီးကျော်ဝင်းမုံရွှေရဲ့အိမ်မက်ထဲမှာတော့မထည့်ရလောက်အောင်ခန္ဓာကြီးကျယ်တဲ့စံကြီးကြောင်မဖြစ်ပါရင်ကာလာတံမိုအမေရိကန်ဒေါ်လာ9ဘီလီယံထိရှိရလို့ ခံမှန်ပြောဆိုနေကြတဲ့ DNG ရဲ့ပုံရိပ်တွေကအွန်လိုင်းပေါ်မှာပြန့်နှံ့လာခဲ့ပြီးနောက်ဝမ်မုံရွှေရဲ့ကြေဝါချမ်းသာမှုကတာမန်အမှုပြရှင်တယောက်ရဲ့ဆင့်ကိုကျော်လွန်နေပြီဆိုတာကိုတက်တယ်ပြလိုက်သလိုပါပဲဒီဆိုင်ကြီးကိုတော့အိမ်လိုသုံးလုံးတာထက်နန်းလိုလိုသုံးလုံးတာကပိုပြီးမှကန်လိမ့်မယ်လေပြိသက်တွေမြင်လာရတဲ့ဓာတ်ပုံတွေထဲမှာတော့ DNG ရဲ့ကြီးကျယ်ခမ်းနားမှုကတကယ်ကိုထင်ရှားပေါ်လည်နေပါတယ်ကျယ်ဝန်းလာတဲ့ခြံဝင်းကြီးရဲ့မှာဥရောပကတော်ဝင်ရဲတိုက်ကြီးတလုံးလိုထဲဝါစွာတည်ရှိနေပြီး သူ့ရဲ့ဗိတုကလက်ရကိုပဲတံမိုးကြီးလာတယ်ဆိုတာသိတာစီပါရင်အင်းအတွဲမိုက်ကိုလှမ်းကြည့်လိုက်မေးဆိုရင်တော့ပိုပြီးအံဖို့ကောင်းပါတယ်ဝင်ပေါက်ကနေလမ်းဝင်လိုက်တာနဲ့ကျိုးစုံနေမှာကပြောင်လဲနေရဲ့ဆက်ချင်းကြောက်ကြမ်းခင်းတွေနဲ့မျက်လုံးကြေးလောင်တောက်ပနေရဲ့တော်ဝင်မီးဆိုင်ကြီးတွေပါမျက်နှာချက်မြင်ကြီးတွေမှာရေးဆွဲထားတဲ့ရွှေရောင်ပန်းခတ်ပန်းတွေကဒီနေရာကိုတကယ်တော်ဝင်နန်းတော်မှွေတက်တွေပေးစွမ်းနေပါတယ်ဓာတင်ပဲလားဆိုတော့မဟုတ်သေးပါဘူးဒီနန်းတော်ကြီးထဲမှာ တာမန်တွေလိုက်မမီနိုင်တဲ့အတုံးဆောင်တွေအပြည့်စုံပါဝင်နေပါတယ်ဧည့်သည်တွေကိုယာနဲ့ချပြီးတဲခင်းနိုင်တဲ့ဧည့်ခမ်းမဆောင်ကြီးတီးတက်ဖြောပြေးခမ်းမကိုပိုင်မီနီစီနီမားရှုံနောက်ဆုံးမပစ္စည်းတွေနဲ့ပြည့်စုံနေခြင်းနိုင်ငံတကာအစ်စ်မီရေကူးကန်ကြီးစာရီနဲ့ဒီဆိုင်ကြီးကနေထိုင်စရာနေရာတစ်ခုဖြစ်ကျဲငါးဝင်အစီရှိရဲ့ luxury resort တစ်ခုလိုပါပဲအခန်းတိုင်းကိုလည်းကဘာကျော် brand တွေကနေတိုက်ရိုက်တင်သွင်းထားတဲ့တံမိုးကြီးဆောင် ရိဘောကတွေနဲ့ပဲအလားစင်တာကသူ့ရဲ့တံမိုးပို့ပြီးတော့မြင့်တက်စေပါရင်ဒီလိုခန်းနာရဲ့နန်းတော်ကြီးကိုပိုင်ဆိုင်ထားတဲ့ဝုံမုံရွှေရဲ့နောက်ကရအင်အားကဘသူဖြစ်မလဲဆိုတော့ပရိသတ်တွေကစိတ်ဝင်စားကြမှာပါဝုံမုံရွှေရင်ကိုရံကအကယ်ဒမီများရှင်ကြော်ညာပြမတူးနေနဲ့အမှုပညာလောကမှာဝင်ငွေအကောင်းဆုံးမင်းသမီးတစ်လက်ဖြစ်နေပါရင်ဒါပေမဲ့ဒီလိုဒေါ်လာဘီလီနဲ့ချီတန်နဲ့စီးစိမ်မျိုးကိုတော့သူမရဲ့ချစ်ခင်မှုဖြစ်သူမြန်မာနိုင်ငံရဲ့ ထိတ်တန်းခရိုနီတရေကြည်တူဖြစ်တဲ့ကိုနိုင်ဖြိုးကျော်ရဲ့အင်အားကအတိတ်ကပံ့ပိုးပေးထားတာပါကိုနိုင်ဖြိုးကျော်ဟာလူငယ်ရဲကြားမှာရေးပန်းစားတဲ့ဝီဝီချွေလုပ်ငန်းစုကြီးရဲ့ပိုင်ရှင်ဖြစ်တယ်လို့မြန်မာနိုင်ငံအတွက် MC လျက်စစ်ကားတွေကိုတဦးတည်းကိုယ်စားလှယ်ဖြင့်တင်တွင်းဖြန့်ချိပေးနေတဲ့ဩစာကြီးလုပ်ငန်းစုတူလည်းဖြစ်ပါတယ်သူရဲ့စီးပွားရေးအင်ပါယာကြီးကနေရရှိလာတဲ့ကြေဝါမှုတွေနဲ့ဇနီးပေါ်ထားတဲ့ချစ်တွေကိုဒီနန်တော်ကြီးကတက်တည်ပြနေသလိုပါပဲတိန်းထောင်ချီတန်းနဲ့ ကြောက်စိမ့်လေဆွဲတွေစင်စီထားတဲ့လက်ကန်အိတ်တွေကဝုံမုံရွှေအတွက်တာမန်လက်ဆောင်လေးတွေဖြစ်နေခြင်းမှာအခုလိုနန်းတော်ကြီးတလုံးကိုပါတိဆောက်ဖေးထားတာကတော့သူတို့ရဲ့တာယာပြိုရှင်တဲ့အင်အားကြီးကိုဖော်ပြနေပါတယ်။ချမ်းသာကြွယ်ဝပြီမယ်၊ဘဝမမြတ်မယ်။အလူတန်းတို့ရေရောစွာထထတဲ့စိတ်ထားကြောင့်လေသူတို့ဇနီးမောင်နှံကိုပြိတ္တတွေကလေးစားချက်ကင်နေကြတာပါ။အချုပ်အားဖြင့်ဆိုရရင်တော့ဝုံမုံရွှေဟာသူမရဲ့အနုပညာအောင်မြင်မှုမှန်ကန်တဲ့အင်အားဘက်ကိုရွေးချယ်နိုင်ခဲ့မှုနဲ့ ကံကောင်းမှုတွေပေါင်းဆက်ပြီးဘီယံမာတပားလို့ခန်းနာတဲ့ဘွားကိုလည်းပိုင်ဆိုင်နေရဖြစ်ပါတယ်။ပရိသတ်ကြီးတို့ရောဒီလိုနန်းတော်ကြီးလိုခန်းနာတဲ့အင်ကြီးမှာနေထိုင်နေရတဲ့ဝုံမုံရွှေရဲ့ဘွားကိုအားကြမိကြလားဒီစည်းစိမ်ချမ်းသာမှုမျိုးကကံတရားတစ်ခုတည်းကြောင့်လားဒါမှမဟုတ်စူးစမ်းမှုနဲ့မှန်ကန်တဲ့ဆုံးမြတ်ချက်တွေရဲ့အသေးပွင့်လို့မြင်ပါသလားကိုယ့်ရဲ့အမြင်လေးတွေမှတ်ချက်မှာဝင်ရောက်ဆွေးနွေးပေးခဲ့